ာလေးကြောပါကျွန်တော်ဒီနေ့နေပြီးတော့တင် जा ပြင်မဲ့အကြောင်းအရာတော့ကျွန်တော်တို့ delete and restore ပြီးရင် shift delete ပြီးတော့ my computer ပေါ့နော် this pc ပေါ့အဲ property ကိုကြည့်မယ်ပြီးလို့ရှိရင် task bar ပေါ်မှာ program ကိုတင်ခြင်းပေါ့နော်ပြီးလို့ရှိရင်တစ်ခါတစ်ခါမှာပိတ်မရတဲ့ program တွေကို task manager ကနေပြီးတော့ပိတ်တယ်ဟာပြီးလို့ရှိရင် computer စပြီးတော့ဖွင့်တဲ့အချိန်မှာ program တွေ run နေပေါ့နော် program အများကြီး run ထားလို့ရှိရင်အဲ့ဒါနှေးနေပြအနှေးတဲ့ဟာကိုကျွန်တော်တို့မြင်အောင်ဘယ်လိုပိတ်မလဲပေါ့နော်ပြီးလို့ရှိရင်ဒီ basic shortcut key တွေပေါ့နော် computer သုံးတဲ့အချိန်မှာကျွန်တော်တို့ basic shortcut key တွေရှိတယ်ပြီးလို့ရှိရင်နောက်တစ်ခုကတနေ့တာ computer သုံးပြီးတဲ့အချိန်မှာမိသုံးခဲ့တဲ့ဟာတွေအဲ့ဒီမှတ်ထားတဲ့ဟာတွေနေပြီးတော့ pop up မြင်ဆက်အောင်ဘယ်လိုရှင်းမလဲပေါ့နော်အဲ့ဒါကိုကျွန်တော်တို့သင်မှာဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့နံပါတ်1အနေနဲ့ delete and restore ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ သင်မယ်အဲ့ဒါဆိုတော့ကျွန်တော်တို့ screen ပေါ်သွားလိုက်မယ်အဲ့ဒီတော့ကျွန်တော်တို့ဒီမှာအဲဒီမှာ key images ဆိုတဲ့အားလေးရှိတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဒီမှာတစ်ချက်နှိပ်မယ်ပြီးလို့ရှိရင်ဒီကျွန်တော်တို့ keyboard ပေါ်ပါပေါ့နော်ဒီမှာတစ်ချက်နှိပ်မယ်ပြီးလို့ရှိရင်ဒီ keyboard ပေါ်ကဒီမှာ delete ဆိုတဲ့အားကိုကျွန်တော်တို့နှိပ်မယ်နော်အဲ delete နှိပ်လိုက်မယ်ဟောတွေ့လားပြောင်းသွားနော်โอเคပြီးလို့ရှိရင်နောက်တစ်ခုဒီမှာ any desk ဆိုတဲ့အားကိုကျွန်တော်တို့ တစ်ချက်တစ်ချက်နိုင်မယ်ပြီးလို့ရှင်ဒီမှာ keyboard ပေါ်က delete ဆိုတာအနိုင်နိုင်မယ်ဟောတွေ့လားအဲ့ဒါဆိုရင်ကျွန်တော်တို့ဒါဖြတ်တာပေါ့နော် delete ဆိုတာဖြတ်လိုက်တာပြောတာဖြစ်ပါတယ်ပြီးလို့ရှင်ကျွန်တော်တို့အဲ့ဒီဟာကိုကျွန်တော်တို့နေပြီးတော့ restore ဘလို့ပြန်လုပ်မလဲပေါ့နော်အဲ့တော့ကျွန်တော်တို့ကအခုဖြတ်လိုက်တဲ့ဟာတွေကဘယ်ကိုရောက်သွားလဲဆိုတော့ဒီမှာ recycle pin ပေါ့နော်အမိုက်ပုံဒီအမိုက်ပုံကိုရောက်သွားတယ်ဗျာနော်ဒီအမိုက်ပုံကိုကျွန်တော်တို့ဖွင့်ကြည့်လိုက်ခဏကကျွန်တော်တို့ဖြတ်တဲ့နှစ်ခု ဒီမှာရှိတယ်ဗျာเนาะအဲ့တော့ရှိတယ်ဆိုတဲ့အခါကျတော့ဒီနှစ်ခုကိုကျွန်တော်တို့က restore ဘယ်လိုပြန်လုပ်မလဲเนาะ restore ဘယ်လိုပြန်လုပ်မလဲဆိုတဲ့အခါကျတော့ဒီကောင်နည်းနည်းသေးလိုက်မယ် restore ပြန်လုပ်မယ်เนาะပြန်လုပ်မယ်ဆိုတော့ okay ဒီ any desk ပေါ်မှာနေပြီးတော့ကျွန်တော်တို့တစ်ချက်နှိပ်မယ်ပြီးရင် right click ပြီးလို့ရှိရင်ဒီမှာ restore เนาะ restore နှိပ်လိုက်မယ်သူက ဒီမှာမေးရနော် you need to provide administrator permission to move this folder ရနော်ကျွန်တော်ဒီမှာ continue လုပ်လိုက်မယ်အော်ဒီမှာပြောက်သွားတယ်နော် recycle bin မှာပြောက်သွားတယ်ဘယ်ဝရောက်သွားလဲခဏဖြတ်လိုက်တဲ့သူ့ရဲ့ဒီ desktop screen နေရာမှာပဲပြန်ရောက်သွားတယ်ကြာဒီနော်အဲ့လိုနဲ့ဒီမှာ any desk ဆိုတဲ့ဟာရောက်သွားတယ်ဒီမှာ key match key match ဆိုတဲ့ဟာကို click တစ်ချက်နှိပ်မယ်ပြီးလို့ရှိရင် right click ထောက်မယ် restore လုပ်ကြည့်မယ်နော်ဒီမှာ continue သူ့လိုလိုပဲကျွန်တော်တို့နေပြီးတော့ဒီမှာပျောက်သွားပြီး recycle bin ထဲမှာပျောက်သွားပြီးဒီမှာ key matching သူ့နေရာအတိုင်းပဲပြန်ရောက်သွားတာဖြစ်ပါတယ်ဗျာเนาะကျွန်တော်တို့အဲ့တော့ကွန်ပျူတာမှာနေပြီးတော့ကျွန်တော်တို့ကဥမာဟိုဘယ်နေရာပဲဖြစ်ဖြစ်ပေါ့เนาะကွန်ပျူတာမှာဖြတ်လိုက်တယ် delete key နဲ့ဖြတ်လိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီဟာဘယ်ကိုရောက်သွားလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ recycle bin ထဲမှာရောက်သွားတယ်ဗျာအဲ့တော့အဲ့ဒီ recycle bin ထဲကနေပြီးတော့ကျွန်တော်တို့က restore လုပ်ပြီးတော့ပြန်ခေါ်လို့ရတယ်ပေါ့เนาะဟုတ်လားเนาะ โอเคနောက်တစ်ခုကနေပြီးဒီမှာရှစ်တလီပေါ့နော်ရှစ်တလီဆိုတဲ့ဟာဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်တို့အဲโอเคဒီမှာခုတာတစ်ခုတိစားလိုက်မှာပေါ့နော်ဟောတာပြောရှင်ဒီမှာတလီဆိုပြီးကျွန်တော်ရေးလိုက်မှာနော်အဲ့ဒီတော့ရှစ်တလီကိုနေပြီးတော့ရှစ်တလီကဘာပြောရလဲဆိုတော့ကျွန်တော်တို့ဒီမှာနော်ဒီအာကိုဒီ delete ဆိုတဲ့ဒီ folder ကိုနေပြီးကျွန်တော်တို့ဖြတ်မှာဖြစ်ပါတယ်ဗျာနော်အဲ့ဒီတော့ဒီမှာ delete ဖို့တာကိုတစ်ချက်နှိပ်မယ်ပြီးလို့ရှိရင်ဒီမှာ keyboard ပေါ်က shift ကိုဖြည့်ထားမယ်ဖြည့်ပြီးတော့မှနေပြီး delete key ကိုနှိပ်မယ်နော် delete key ကိုနှိပ်လိုက်မယ် okay ဒီမှာသူကနေပြီးတော့မေးတယ်ဗျာဒီမှာနော်အဲဒီမှာ are you sure you want to permanently delete this ဖို့ထားတယ်နော်ဒီဟာကိုနေပြီးတော့အပြည့်ပိုင်ဖြတ်မှလာပါဘောနော်ဒီဖို့ထားကနေပြီးတော့အဲ့လိုမေးတယ်အဲ့တော့ကျွန်တော်တို့ကဖြတ်မယ်ဆိုတော့ဒီမှာ yes ပေါ်ပါဗျာ နော်အဲ့လိုဖြတ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခဏအလိုပဲကျွန်တော်တို့ဖြတ်လိုက်တဲ့ဟာကနေပြီးဒီ recycle bin ထဲမှာရှိလားဆိုတာကျွန်တော်တို့သွားကြည့်မယ်နော်ဖွင့်ကြည့်လိုက်မရှိတော့နော်ဒါအပိပိုင်ဖြတ်လိုက်တာဗျပြောချင်တာအဲ့ဒီတော့ကျွန်တော်တို့ကကွန်ပျူတာမှာတစ်ခုခုဖြတ်မယ်ဆိုလို့ရှိရင်ဒီကွန်ပျူတာ ပေါ်က shift delete ကိုနေပြီးတော့သတိထားမှာဖြစ်ပါတယ်ဗျာနော်အဲ့လိုမျိုး recycle bin ထဲမှာသူကမရောက်တော့ဘူးတခါတည်းဖြတ်လိုက်တာအပိပိုင်ဖြတ်တာဖြစ်တယ်ပေါ့နော်ဟုတ် ကျွန်တော်နောက်တစ်ခုဆက်သွားမယ်ဒီမှာဒီနံပါတ်3က my computer ပေါ့နော် this pc ပေါ့ this pc property ကိုသွားမယ်ညာဒီမှာ this pc ပေါ့ this pc ကို click ချင်နိုင်မယ် right click ထောင်းမယ်ပြီးရင် property ကိုကျွန်တော်သွားကြည့်မယ်နော်ခဏဆောင်းမယ် okay property ကိုသွားကြည့်ရဆိုလို့ရှိရင်ဒီမှာပေါ့နော်ဒီကျွန်တော်အခုလက်ရှိသုံးနေတဲ့ဒီ pc ရဲ့ဒီ အချက်လက်တွေပေါ့နော်အဲ့လိုမျိုးချက်လက်တွေဆိုတာဒီမှာ processor ဆိုလို့ရှိရင် Intel R Celeron အဲ့လိုမျိုးဒီမှာချက်လေးတွေကြည့်လို့ရတယ်ပေါ့နော်ဒါ CPU ရဲ့ဒါ site တို့ပေါ့နော်အမြန်နှုန်းတို့အဲ့ဒီဟာတွေကြည့်လို့ရတယ်ပေါ့ဗျာဒီမှာပြီးလို့ရှိရင်ဒီမှာ memory memory ကဘယ်လောက် site ထားလဲပေါ့နော်ဒါ RAM ဆိုတာ RAM ကိုပြောတာ random access memory ပေါ့နော်ဘယ်လောက် site ထားလဲ 4K site ထားရတယ်ပေါ့နော်ကျွန်တော်တို့ပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့က နော်ဗာဝိန်းဒိုးသုံးထားလဲပေါ့ဒီမှာဝိန်းဒိုး10 Pro သုံးထားတယ်ကျွန်တော်တို့နော်ပြီးလို့ရှိရင်ဒီဝိန်းဒိုးကိုဘယ်တော့လဲရနေပြီးတော့ဥမာဒီဟိုကွန်ပျူတာပေါ်မှာနေပြီးတော့ install လုပ်ထားလဲပေါ့နော်အဲ့ဒါဆိုဒီမှာ7 yes 12လပိုင်း2024မှာသူကနေပြီးဟိုအလုပ်ထားတယ်ပေါ့နော်ဒီ OS ကိုနေပြီးတော့တိဆောက်ထားတယ်ပေါ့ဗျာ install လုပ်ထားတယ်ပေါ့နော်အဲ့လိုမျိုး okay အဲ့ဒါလေးတွေအချင်းချင်းကျွန်တော်တို့ကြည့်လို့ရပါတယ်ဗျာအဲ့ဒါပိတ်ထားမယ်ပြီးလို့ရှိရင်နောက်တစ်ခုကျွန်တော်တို့ဆက်သွားမယ် ဒီမှာ task bar ပေါ်မှာ program တွေကိုတင်ခြင်းပေါ့နော် okay အဲ့ဒါဘာပြောလဲဆိုတော့ကျွန်တော်တို့ကဒီမှာအခု desktop ပေါ်မှာရှိနေတဲ့ဒီဒီ program တွေပေါ့နော်ဒီ software တွေပေါ့ဒီ software တွေကိုကျွန်တော်တို့ကဒီဒီဟာက test bar လို့ခေါ်ရပြန်နော်ဒီကောင်လေးကို test bar လို့ခေါ်တယ်ဒီ test bar ပေါ်မှာကျွန်တော်တို့ကတင်ထားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ test bar ပေါ်မှာဘယ်လိုတင်မလဲဆိုတော့ဥပမာဒီကျွန်တော် Viber ဆိုတဲ့ဟာလေးကိုကျွန်တော်တင်ကြည့်မယ်အဲ့တော့ Viber ကို click တစ်ချက်နှိပ်မယ်ပြီးရင် right click နော် right click ပြီးတော့ဒီမှာကျွန်တော်တို့ပါဟိုဒီမှာ pin to task bar နော် pin to task bar ဆိုလဲဟာလေးနှိပ်လိုက်အဲနှိပ်လိုက်တယ်ဆိုလို့ရှင်ဒီမှာ viber ဒီ task bar ပေါ်မှာနေပြီးတော့ဒီမှာ viber ဆိုတဲ့ဟာလေးကြောက်သွားတယ်နော်အဲ့လိုမျိုးနောက်တစ်ခုကျွန်တော်တို့နေကြည့်မယ်ဥပမာဒီမှာ tin viewer tin viewer တင်မယ်ဆိုလဲ tin viewer ကို click click ချက်နေမယ်ပြီးလို့ရှင် right click ထောက်မယ်ပြီးရင်ဒီမှာ pin to pin to task bar နော် pin to task bar ဆိုတဲ့ဟာလေးကိုချက်နေမယ် ဟောအဲ့ဒါဆိုလို့ရှင်ဒီမှာတင်းပြူပါဆိုတဲ့ဟာလေကျွန်တော်တို့ရောက်သွားပြီတက်စမာပေါ်မှာเนาะအဲ့ဒီဟာလေးတွေကိုကျွန်တော်တို့မလို့ရှင်ဘူးပြန်ဖြတ်မယ်ဆိုလို့ရှင်လဲကျွန်တော်တို့ဒီမှာတင်းပြူပါရဲ့ဒီတက်စပါရဲ့တင်းပြူပါအပေါ်မှာကျွန်တော်တို့ right click ထောက်မယ်ပြီးလို့ရှင် and paint front test bar ပေါ့เนาะ test bar ပေါ်ကနေပြီးတော့ကျွန်တော်တို့ဒါဖြုတ်လိုက်မယ်ပေါ့เนาะ okay ပြီးရင်ဒီ fiber ဆိုရဲဒီတိုင်းကျွန်တော်တို့မလို့ရှင်ဘူးဆိုလို့ရှင် test bar ပေါ်က fiber ပေါ်မှာ right click ထောက်မယ်ပြီးလို့ရှင် and paint front test bar เนาะ okay ကဲနောက်တစ်ခုသွားမယ်ပြီးလို့ရှိရင်ဒီမှာနောက်တစ်ခုကကျွန်တော်တို့ဒီကွန်ပျူတာစဖွင့်တဲ့အချိန်မှာ program တွေ run နေတယ်ပေါ့နော်နောက်မှနေပြီးအဲ့လို run နေလို့ရှိရင်ကျွန်တော်တို့ကကွန်ပျူတာဖွင့်တဲ့အချိန်ကကြာတယ်ဗျအဲ့ဒီအရကိုကျွန်တော်တို့ပိတ်ထားလို့ရတယ်ဘယ်လိုပိတ်မလဲဆိုတော့ကျွန်တော်တို့အဲဒီမှာပေါ့နော်ကျွန်တော်တို့ keyboard ပေါ်ကနေပြီးတော့ဒီခေါင်းက window key လို့ခေါ်တယ်ဒီ window key ရဲ့ဒီ area ကို နှိပ်မယ်ဗျာနော်အဲ့တော့ကျွန်တော်တို့ window key ကိုဖိထားဖိထားပြီးမှဒီ R ကိုနှိပ်လိုက် keyboard ပေါ်ကနော်နှိပ်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာ RAM ပေါက်လေးပေါ်လာမယ်ဗျာနော် RAM ပေါက်လေးပေါ်မှာဘာရိုက်မလဲဆိုတော့ M S C O N F I N G M S config ဆိုပြီးတော့ရိုက်မယ်ဗျာပြီးလို့ရှိရင်ကျွန်တော်တို့ OK ဆိုပြီးတော့ပြေးလိုက်မယ်နော် okay so ပြလိုက်လို့ရှိရင်ဒီ box လေးတစ်ခုပေါ်လာတယ်အဲ့ဒီ box ပေါ်မှာနေပြီးတော့ကျွန်တော်တို့ကဒီမှာ setup ဆိုတဲ့ဟာလေးကိုကျွန်တော်တို့သွားမယ်ဗျာနော် setup သွားပြီးတော့ဒီမှာ open task manager ဆိုတဲ့ဟာကိုသွားမယ်ပေါ့နော် โอเคအဲ့တော့ဒီမှာ set တက်မှာနေပြီးတော့ကျွန်တော်တို့ဒီမှာချက်လိုက်မယ် set တက်မှာနေပြီးတော့ကျွန်တော်တို့ကဒီမှာ program တွေပြเนาะဒီ program တွေကိုနေပြီးတော့ဥမာဒီမှာဆိုလို့ရှိရင်ဒီမှာ status ဆိုမှာကြီးလိုက် disable disable ဆိုတာဒါပိတ်ထားတာပေါ့ဗျာအဲ့လိုမျိုးဒီမှာ viber ဆိုလည်းပိတ်ထားတယ် windows security ဆိုလည်းပိတ်ထားတယ် telegram ဆိုလည်းပိတ်ထားတယ်เนาะအဲ့လိုမျိုးဒါကျွန်တော် set မှာကျွန်တော်ပိတ်ထားတာဗျာဒီကောင်းတွေကိုသာဥမာဒီမှာ regulate ထောက်လိုက် enable လောက်လိုက်เนาะဒီကောင်း regulate viber ကို regulate ထောက်လိုက် enable လောက်လိုက် telegram ကို glitch ချနိုင်မယ် right click ထောက်လိုက် enable လုပ်လိုက်ဒါဆိုလို့ရှိရင်ဒါဖွင့်ထားတာဗျအဲ့တော့ကျွန်တော်ကွန်ပျူတာကိုပိတ်ပြီးတော့ပြန်ဖွင့်တယ်ဆိုလို့ရှိရင်ကွန်ပျူတာစပြီးတော့ဖွင့်တဲ့အချိန်မှာသူ့ရဲ့ background မှာနေပြီးတော့ ဒီ Windows Security တို့ Viber တို့ဒီ Telegram တို့အနေပြီးတော့ run နေမှာဖြစ်တယ်ဗျ run နေလို့ရှိရင်ဒီလို program တွေအများကြီး run နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟာ computer set တက်တာနေပြီးတော့နှေးတယ်ဗျာနော်အဲ့ဒါကြောင့်နေပြီးတော့ကျွန်တော်တို့ကပိတ်ထားခြင်းဖြစ်တယ်ပိတ်ထားဖို့လိုတယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့ဒီမှာ Windows Security ဒီဟာကို disable လုပ်ထားမယ်ပိတ်ထားမယ်ပေါ့ဗျာ Viber disable လုပ်ထားမယ်ပြီးရှင် Telegram disable လုပ်ထားမယ်နော်ကျွန်တော်ဒါတွေကို ပိတ်ထားတယ်ဗျာ เนาะအဲ့လိုတိတ်ထားတယ်ဆိုလို့ရှိရင်ဒါကကွန်ပျူတာစဖွင့်တဲ့အချိန်မှာဆက်တက်တာနေပြီးတော့မြန်မှာဖြစ်ပါတယ်ဗျာเนาะနောက်တစ်ချက်ကကျွန်တော်တို့ဒီမှာဒီ program ပေါ့နော်ဒီတချို့ program တွေကနေပြီးဖွင့်တဲ့အချိန်မှာဒီ set hand သွားတယ် hand သွားတဲ့အချိန်မှာနေပြီးတော့ကျွန်တော်တို့ကဒီပိတ်မရဘူးပေါ့ဗျာပိတ်မရတဲ့အခါကျလို့ရှိရင်ဒီ test bar test manager ကိုခေါ်ပြီးတော့ကျွန်တော်တို့ပိတ်လို့ရပါတယ်အဲ့ဒါကိုဘယ်လိုပိတ်မလဲဆိုတော့ကျွန်တော်နေပြီးတော့ပြမယ်ပေါ့နော်အဲ့တော့ဥပမာကျွန်တော်ကအခုဒီမှာအဲကီမဂျစ်ဆိုတာလေးကိုဖွင့်ထားမယ်နော်ပြီးလို့ရှိရင်ကျွန်တော်အဲ တကူဖွင့်ထားမယ်ပေါ့ဗျာဥပမာဒီ Microsoft Word ဆိုတာလေးဖွင့်ထားမယ်နော်โอเคဖွင့်ထားမယ်ပြီးရင် minimize လုပ်ထားမယ်နော်အဲ့ဒါဆိုလို့ရှိရင်တစ်ခါတလေမှာဒီ program တွေဖွင့်ထားတာများလို့ချင်းဆက်ကဟန်းတယ်ပေါ့နော်တချို့ဆက်တွေကဟိုလေးတဲ့အခါကျတော့မနိုင်ဘူးမနိုင်တော့ဟန်းတယ်ဟန်းတဲ့အခါကျလို့ချင်းဘလို့ကျွန်တော်တို့အဲ့ဒီ program တွေကိုဘလို့ပိတ်မလဲပေါ့နော်ပိတ်မလဲဆိုတော့ဒီမှာ test bar ပေါ်မှာကျွန်တော်တို့ right click ထောက်မယ်ပြီးလို့ရှိရင်ဒီမှာ test manager ဆိုတာရှိရပြန်နော်ဒီမှာ okay test manager ကိုနှိပ်လိုက်နှိပ်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာ process ဆိုတဲ့တက်မှာနေပြီးတော့ကျွန်တော်တို့ဒီမှာဖွင့်ထားတဲ့ဒီ program တွေရှိတယ်ဗျာနော်ဒီမှာဒီဟာတွေကလက်ရှိ run နေတဲ့ program တွေပေါ့နော်အဲ့ဒီဟာတွေကိုဥပမာကျွန်တော်ကနေပြီးဒီဟိုဒီ key magic key magic ကိုဒီမှာဖွင့်ထားတယ်နော်ဒီမှာ key magic ဖွင့်ထားတယ် ဲ့တော့အဲ့ကောင်ကပိတ်မရဘူးဆိုပါတော့ဗျာဥပမာပေါ့ဒီကောင်ကဟန်းနေတယ်ပိတ်မရဘူးဆိုပါတော့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ test bar ဒီ test manager test bar ပေါ်က test manager ခေါ်ပြီးတော့အခုလို key margin ပေါ်မှာ right click ထောက်မယ်ပြီးလို့ရှိရင်ဒီမှာ end test ဆိုတာလေးကိုနှိပ်လိုက်ဗျာနော်အဲ့ဒါဆိုဒီကနေပြောက်သွားတယ်အဲ့ဒါဆိုလို့ရှိရင်ဒီကပိတ်သွားတယ်ဗျာနော်အဲ့လိုမျိုးဒီမှာဥပမာ အဲဒီမှာ Microsoft Word Microsoft Word ဆိုလို့ရှိရင်လည်း Microsoft Word အဲ့လိုမျိုး right click ထောက် right click ထောက်ပြီးတော့ enter လုပ်လိုက်လို့ရှိရင်အဲ့ Microsoft Word ကလည်းပိတ်သွားမှာဖြစ်ပါတယ်ဗျာနော်အဲ့လိုလေးပိတ်လို့ရပါတယ်ဗျာနော် Okay နောက်တစ်ခုကကျွန်တော်တို့ကဒီ computer မှာ basic shortcut key တွေရှိတယ်ဗောနော်အဲ့ဒါလေးကိုကျွန်တော်တို့မှတ်ထားရမယ်အဲ့ဒီ basic shortcut key လေးတွေက basic shortcut key လေးတွေရှိတယ် okay နော် okay basic okay ဒီမှာ visit shortcut key လေးတွေကကျွန်တော်တို့ control a ဆိုလို့ရှိရင်ဒါ select all ပြောတာဖြစ်တယ် control c ဆိုလို့ရှိရင် copy ယူတာကိုပြောတာဖြစ်တယ် control v ဆိုလို့ရှိရင် paste လုပ်တာကိုပြောတယ် control x ဆိုလို့ရှိရင်ကတ်လုပ်တာကိုပြောတာဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့ဒီဟာလေးကိုကျွန်တော်တို့အသုံးချကြည့်အောင်ပေါ့နော် okay အဲ့ဒါဆိုရင်ဒီမှာ select all ပေါ့နော် control a ပေါ့အဲ့တော့ကျွန်တော် ဒီမှာနေပြီးတော့ကျွန်တော်တို့နေပြီးတော့အဲဒီမှာ layer ဆိုတဲ့ဟာပေါ့နော်အဲ့ဒီ folder လေးကိုကျွန်တော်ဖြန့်လိုက်မယ်ဖြန့်ပြီးတော့ဒီမှာအဲ keyboard ပေါ်ပါပေါ့နော် keyboard လေးကိုမြင်တာအောင်ပြလိုက်မယ်အဲ့တော့ကျွန်တော်ဒီ folder ထဲကဒီအခုဒီမှာ 5ခုရှိတယ်ပေါ့ဗျာဒီမှာ find တခုအဲ့ဒီမှာတခြင်း၄ခုပေါ့နော်အဲ့လိုမျိုး choket လောက်လာတဲ့ဟာရှိတယ်အဲ့ဒီဟာကိုကျွန်တော်နေပြီးတော့ဒီမှာ click တစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ keyboard ပေါ်ကကျွန်တော်တို့ဒီမှာ control ရှိတယ်နော်ပြီးရင် a ကိုနှိပ်မယ် control ကိုဖိထားပြီးလို့ရှိရင် a ကိုနှိပ်လိုက်တွေ့လားအကောင်လုံး select ဖြစ်သွားတယ်အဲ့တော့ control a ဆိုလို့ရှိရင်ဒါ select all ပြောချင်တာဖြစ်ပါတယ်ဗျာနော် okay နောက်တစ်ခုကကျွန်တော်တို့ဒီမှာနေပြီးတော့ control c ပေါ့เนาะ control c ဆိုတာ copy ကိုပြောတာဖြစ်တယ် control v ဆိုတာ paste ကိုပြောတာဖြစ်တယ်เนาะ okay အဲ့ဒါကိုကျွန်တော်တို့စမ်းကြည့်အောင်စမ်းကြည့်အောင်ဆိုတော့ကျွန်တော်တို့ဒီမှာပေါ့เนาะအဲဒီ baby i miss you ဆိုတဲ့ဒီတချင်းစာသားပေါ့ဗျာအဲ့ဒီဟာကိုဒီ file ဝင်ပြီးကျွန်တော်ကနေပြီးတော့ control c control v နဲ့ပြောင်းมาဖြစ်ပါတယ်เนาะအဲ့ဒီတော့ကျွန်တော်ဒီဟာလေးကို click တစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ ဒီ keyboard ပေါ်က control c ဆိုတာလေးကိုနှိပ်လိုက်မယ်ဗျเนาะနှိပ်ပြီးတော့ကျွန်တော်ဒီမှာ desktop ကို screen ပေါ်သွားလိုက်မယ်သွားပြီးတော့ကျွန်တော်ဒီမှာ control v ကြောင့်ဒီမှာရောက်လာပြီเนาะကျွန်တော်တို့ control c control v ဆိုတာဒါကိုပြောချင်းဖြစ်ပါတယ်ဗျပွားလိုက်တာပေါ့เนาะအဲ့လိုမျိုး okay နောက်တစ်ခုကကျွန်တော်တို့ဒီမှာ control h ပေါ့เนาะအဲ့ဒါကတ်လောက်တာဖြစ်တယ် ကတ်လောက်တာဖြစ်တယ်ဆိုတော့ကျွန်တော်အဲ့ဒီဟာကိုဒီမှာအမ်ဒီ baby i miss you ကိုကျွန်တော်နေပြီးတော့ဖြတ်လိုက်မယ် right click ထောက်မယ်ပြီးလို့ရှိရင်ဒါလေးမြင်မြင်အောင်မြင်မြင်အောင် sorry အဲ့တော့ဒီမှာ baby i miss you ကို right click ထောက်မယ်ပြီးလို့ရှိရင် delete ဆိုတာလေးကိုနှိပ်လိုက်မယ်နော်အဲ့တော့ okay ဒီမှာကျွန်တော်တို့ keyboard ပြန်ခေါ်မယ် keyboard keyboard ပေါ်ကနေပြီးတော့ဒီမှာ maybe i miss you ကိုကလစ်တစ်ချက်နှိပ်မယ်ပြီးလို့ရှိရင် control x နော်အဲ့ဒါနှိပ်လိုက်မယ်ပြီးလို့ရှိရင်ဒီမှာ desktop screen ပေါ်ကိုသွားမယ်ပြီးလို့ရှိရင် control v ဒီမှာ baby i miss you ကရောက်လာပြီဒီ desktop screen ပေါ်မှာရောက်လာပြီဒီ folder ထဲမှာတော့ဒါပြတ်သွားတယ်ဗျာနော်အဲ့ဒီတော့ control x ဆိုတာကနေပြီးတော့ကျွန်တော်တို့ကဖြတ်ပြီးတော့မှပွားတာပေါ့ဗျာနော်အဲ့ဒါကိုပြောခြင်းဖြစ်ပါတယ်နော်โอเค เนาะဒါလေးကိုကျွန်တော်ပြန်နိုင်မယ်နောက်တစ်ခုကကျွန်တော်တို့ဒီမှာဒီတနေ့တာကွန်ပျူတာသုံးပြီးတဲ့အချိန်မှာမိမိသုံးပြီးတဲ့ဟာတွေပေါ့နော်ဥမာမှတ်ထားတယ်ကွန်ပျူတာရဲ့ memory ပေါ်မှာမှတ်ထားတယ်အဲ့ဒီဟာကိုနေပြီးကျွန်တော်တို့ဒီဟိုဖြတ်လိုက်လို့ရှိရင်တော့ကွန်ပျူတာအပေါ်ပါမြန်ဆန်သွားတယ်ပေါ့နော်အဲ့လိုမျိုးအဲ့ဒါလေးတွေကိုကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတာကိုကြည့်ရအောင်အဲ့ဒီတော့ ကျွန်တော်တို့ဟိုမြင်သာအောင်နေပြီးပြမယ်ဆိုလို့ရှိရင်ဒီ keyboard ကို keyboard ပေါ်ကနေပြီးတော့ကျွန်တော်တို့ဒီမှာ window key ရဲ့ r ရဲ့ကို window key ကိုဖိတာဖိပြီးတော့ r ကိုနှိပ်လိုက်နော်ပြီးလို့ရှိရင်ဒီ notepad ဆိုတာလေးကိုခေါ်လိုက်မယ်ပြန်နော်ပြီးလို့ရှိရင်ဒီမှာ okay နော်အဲ့တော့ဒီဟာလေးတွေကို မှတ်ထားဖို့လိုတယ်ဗျာမှတ်ထားဖို့လိုတယ်ဆိုတာဒီကွန်ပျူတာတစ်နှစ်တာသုံးပြီးတဲ့အချိန်မှာကွန်ပျူတာပိတ်တော့မယ်ပိတ်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အကုန်သုံးပြီပေါ့ဗျာပိတ်တော့မယ်ကိုအိတ်တော့မယ်ပေါ့နော်အဲ့လိုဆိုတဲ့အခါကျတော့လို့ရှိရင်ကျွန်တော်တို့ပါသုံးလဲဆိုတော့ကျွန်တော်တို့ဒီဟာလေးတွေမှတ်ထားဗျာ DMP temp နော် temp ဖိုင်ပြင်မယ် right okay မြင်လားမသိဘူးနော်နည်းနည်းတီးတော့တီးရဲ့အဲ့တော့ site ကိုကြည့်လိုက်မယ် နောက်ဆောင်မယ်ဗျာနော်โอเคအဲ့တော့ sign နဲ့ဆက်ထားလိုက်မယ်โอเคเนาะဒါလေးဆိုရင်တော့မြင်ရပြီထင်တယ်เนาะโอเคเนาะဒါလေးတွေတော့ကျွန်တော်တို့သိထားဖို့လုပ်ရယ်ဒီ temp file တို့ဒီအားတွေကိုကျွန်တော်တို့တနေ့တာကွန်ပျူတာသုံးပြီးတဲ့အချိန်မှနေပြီးတော့ကျွန်တော်တို့ကဒါလေးတွေနဲ့ကျွန်တော်တို့ဖြတ်ဖို့လိုတယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့ကကီးဘုတ်ပေါ်ကနေပြီးတော့ခဏလိုပဲကျွန်တော်တို့ window key ကိုဖြီးထားမယ်ဖြီးပြီးတော့ r ဒီ ram box ကိုခေါ်ပါဘောเนาะပေါ်လာပြီ ram box ပေါ်လာပြီပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဒါလေးကိုဖြတ်မယ်ပြီးလို့ရှိရင် dmp ဆိုတဲ့ဟာကိုညိုင်မယ်ပြီးလို့ရှိရင် ok เนาะ ok ပြီးတော့ဒီမှာနေရာအပေါ်မှာတစ်ချက်နှိပ်မယ်ပြီးလို့ရှိရင် keyboard ပေါ်က control a အကုန် select ဖြစ်သွားတယ်เนาะ control a ပြီးလို့ရှိရင်ဒီမှာတတိကိုနှိပ်မယ်เนาะတတိဟောပြတ်သွားပြီเนาะပြီးလို့ရှိရင်ဒါကိုပိတ်မယ်ပြီးလို့ရှိရင် window key ကိုဖိထားမယ်ပြီးလို့ရှိရင် r ကိုခေါ်မယ် ram ကိုခေါ်မယ်ပြီးလို့ရှိရင် dmp ဆိုတာလေးနိုင်မယ်နော်ပြီးရင် okay မပေါ်လာပြီပေါ်လာတဲ့ဟာကိုဘယ်နေရာမှာဖြစ်ဖြစ်ပို့တာတခုပေါ်မှာ click ထောက်ပြီးလို့ရှိရင် control a เนาะပြီးလို့ရှိရင် delete နိုင်ပြန်ပါ ျုပ်ပေါ်တာတွေကသူကတုံးထားတယ်ဆိုတဲ့အခါကျတော့ဖြတ်လို့မရဘူးပေါ့ဗျာအဲ့ဒါလေးကိုတော့ cancel လုပ်လိုက်နော် okay ပြီးလို့ရှိရင်ဒီမှာ window key ကိုနှိပ်ထားမယ်ပြီးလို့ရှိရင် r ram box ခေါ်မယ်ပြီးလို့ရှိရင် b r e f e d c h နော်ပြီးရင် okay တော့ဒီမှာပြီးရင် continue နှိပ်လိုက် click ချက်နိုင်မယ်ပြီးလို့ရှိရင် keyboard ပေါ်က control key ကိုနိုင်မယ် a control key ကိုနိုင်မယ်ပြီးလို့ရှိရင် a sorry ဒါ keyboard ပေါ်ကနေပြီးတော့ဒီမှာ control ရဲ့ဒီမှာ a ကိုနိုင်မယ်เนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့အကုန်လုံး select all ဖြစ်သွားမယ်ပေါ့ဗျာเนาะ control ရဲ့ a ကိုနှိပ်မှာဗျာနော်အဲ့ဒါဆိုရင် select off ဖြစ်သွားမယ် select off ဖြစ်သွားတဲ့အချိန်မှာနေပြီးတော့ keyboard ပေါ်ကနေပြီးတော့ကျွန်တော်တို့ delete ကိုနှိပ်လိုက်မယ်နော် okay ပြန်လို့မရတာကတော့ cancel ထားလိုက်ပြီးလို့ရှင်ဒီမှာ reset ပေါ့နော်ပြီးတော့ window key ရဲ့ window key ကိုပြထားမယ်ပြီးရင် r remote ကိုခေါ်မယ် r e c e n t reset နော်ပြီးလို့ရှင် okay โอเคပေါ်လာပြီပေါ်လာတဲ့အထဲကနေပြီးတော့ကျွန်တော်တို့အဲໃຊတဲ့နေရာမှာတခုကလစ်တစ်ချက်နဲ့နေပြီးတော့နေပြီးတော့ဒီမှာ keyboard ပေါ်ကနေပြီးတော့ control ရဲ့ a ကိုနှိပ်လိုက်ဒါဆို select option သွားပြီเนาะပြီးလို့ရှိရင် delete ကိုနှိပ်လိုက်ပြပြသွားပြီเนาะအဲ့ဒါတွေအကုန်လုံးဒီ၄မျိုးလုံးကိုကျွန်တော်တို့ အဲ့လိုရှင်းပြီးပြီအဲ့လိုမျိုးကိုအဲ့ခါနေကွန်ပျူတာလုံးလုံးမသုံးတော့ဘူးအဲ့လိုဆိုလို့ရှိရင်ဒီ၄မျိုးနဲ့နေပြီးတော့ကျွန်တော်တို့အခုကျွန်တော်ပြတာလိုပဲရှင်းလို့ရပါတယ်ဗျာနော်အနားလိုက်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာနော်